ယူရိုပါလိညာတပွဲကောင်းထိထိမိမိတည်ရင်တဲ့ဘောရာအတွက်အေဗီလာနဲ့မကာဘီထဲပေပွဲလေးကိုကျွန်တော်အမြင်လေးမျှဝေပေးခြင်းပါတယ်။မိခင်အစ္စရိကလက်အဝေးကွင်း၄ပွဲမှာသွင်းကိုဆွဲဆယ်လုံးနဲ့ပေကိုတလုံးသာရထားတဲ့ဒေးဗစ်တို့အဲဒီလိုမင်းပါလဲကပါလဲတည်ရဲယူရိုပါလိမှာဆိုလို့ရှိရင်တော့၃ပွဲကံပြီးတော့၃ပွဲလုံးရှုံးထားပြီးတော့တကူသာရခဲ့တဲ့ထိတိုက်စစ်ပိုင်းကတော်တော်လေးအဲညံဖြစ်ခဲ့တာပါ။ဒါပေမဲ့၉လပိုင်းကနေ၁၇လပိုင်းအထိအဝေးကွင်း၄ပွဲဆက်တော့ရှုံးမထားပါဘူး။ ယူရိုပါလီမှာလည်းပို့အအဝေးခွင့်မှာတော့ဈေးကြီးခတ်ထားတယ်။သူနှစ်ပွဲလုံးရှုံးထားတဲ့ပွဲကလည်းကျွန်တော်တို့အိမ်ခွင့်မှာပဲဖြစ်ပါတယ်။အဝေးခွင့်ဆိုလို့ရှိရင်တော့သူကအဲလိုက်ပြီးတော့ခံခတ်တဲ့ဇယိုက်တော့ရှိပါတယ်ပေါ့နော်။ โอเคကျွန်တော်တို့ AV လာဘက်ကိုသွားကြည့်အောင် AV လာတို့ဒီပူပူနွေးနွေးချေကိုကြည့်ရရင်အဲပရီးမီးယားလိမှာဒီလီဗာပူးကိုအဝေးခွင့်မလို့သာသူရှုံးတာပဲမဲ့အိမ်ဝင်းမှာဆိုလို့ရှိရင်တော့မန်စီးတီးကိုတောင်းဒီ16မိနစ်မှာရထားတဲ့တကူရဲနဲ့ပေါ့နော်အဲကျန်တဲ့ဒီမိနစ်80ကျော်လုံးကိုကိုမရအောင်ပေါ့နော်ထိချုပ်ကစားပြထားတာပါအီဗီလာတို့အိမ်ခွင်းဆိုလို့ရှိရင်ပိုယုံပြီးတော့အိမ်ခွင်းကျစ်လက်တဲ့ဇိုက်ဒီရဒီမှာတွေ့ရပါတယ်ယူရိုပါလီသုံးခွင့်မှာနှစ်ပွဲနိုင်ထားပေမဲ့နောက်ဆုံး e-game ကို1-2နဲ့ရှုံးထားတာပါ နောက်ဆုံး၅ဘွဲမှာပေကွန်းရှစ်လုံးထီခွင့်ပြုထားတဲ့ဒီထဲဒဗစ်ကိုဘီလာရိုတဲကြီး2.40ကနေညနေခင်းကြေးပြောင်းပါဆိုလို့ရှိရင်နှလုံး30စာထီပြား30လောက်တက်သွားတာကိုကြည့်တဲ့အဖြစ်ဤကဲကိုရှုံးတာတော့ပေါက်ကွဲအားကောင်းကောင်းနဲ့ကျုံးကျင်တဲ့ကြီးမျိုးလို့ကျွန်တော်ကတော့မြင်မိပါတယ်။နိုင်ပွဲဆာလောင်နေတဲ့ကြီးမျိုးတွေ့ရတဲ့အတွက်ကျွန်တော် ဘော်ဒီမှာဆိုလို့ရှိရင်တော့ EVILA ဘော်ဒီကိုနှစ်ချိုက်မိပြီးတော့ဒီဂိုးပေါင်းဈေးပိုင်းမှာဆိုလို့ရှိရင်တော့เนาะအာ EVILA တို့ဘောတော့ခန်းစစ်ပိုင်းကအိမ်ဝင်ဆိုလို့ရှိရင် Mercedes လို့ကွန်ပျူတာမှာသူ့ကိုပြန်ပြီးတော့သွင်းဖို့ဘောเนาะအဲမလွယ်ကူတဲ့နေထားမျိုးမှာကျွန်တော်နေ့စဉ်ထီထီမိမိတပွဲကောင်းတွေကိုကြည့်ဖို့ကျွန်တော်ရဲ့ဒီအကောင့်လေးကို LINE ရယ် Subscribe လုပ်ထားပေးခဲ့ပါစနစ်တကျချင်းကထားတဲ့မောင်းပွဲလေးတွေကိုပွဲကောင်းကောင်းလို့တင်ပေးနေတဲ့ Telegram Channel link ကိုကျွန်တော် comment မှာထည့်ပေးထားပါတယ်ဝင် join ထားနိုင်ပါတယ်ပွဲကောင်းကောင်းလို့တင်ပေးပါတယ်အခုလိုစနစ်တကျအချက်လက်ထို ုပြီးတော့ရွေးချယ်ထားတဲ့ပွဲလေးတွေကိုအော်ဗောဒီသမားများအတွက်ပေါ့နော်အထူးတည်တံတပတ်စာ3000ကျတဲ့နဲ့မမဝင်မယ်ဆိုလေဒီ Viber ဖုန်းနံပါတ်3699 664 636 96ကိုဆက်သွယ်နိုင်ပါတယ်အိမ်ပတ် user များအတွက်လေလာကုန်တရက်နေတိုင်းတရက်နေတိုင်းမှာ iPhone 60 Pro Max 256K လေးကိုမေဖောက်ပေးမယ်အစီအစဉ်လေးရှိပါတယ်ဒီအစီအစဉ်လေးမှာပါဝင်နေဆိုလို့ရှိရင် Viber နံပါတ်6646366962ကိုဟိုင်းသလုံးမဲ့ပို့ပြီးတော့ပါဝင်နိုင်ပါတယ်ဒီကုများအားလုံးအစီအမကြပါစေဗျာ